ချစ်တော်တရာချစ်တာမမိတ်ဆေပေါင်းတို့မင်္ဂလာပါမင်္ဂလာနေ့ရက်တိလေးဖြစ်ပါစေเนาะဒီနေ့မှာလည်းပဲကျွန်တော်တို့ဒီသခင်ခရစ်တော်နဲ့ဥပုံနေ့ဆိုတဲ့เนาะဒီနေ့အเจ้าရာကိုကျွန်တော်လေ့လာခဲ့တဲ့ခါမှာတော့ဒီနေ့မှာဆိုရှင်เนาะကျွန်တော်အဆုံးသတ်ကြမယ်ပေါ့เนาะဒါဒီနေ့ခရစ်တော်နဲ့ဥပုံနေ့ကဆိုရှင်เนาะတကယ်ပဲထတ်ထူထတ်မြတ်ရှိပြီးတော့သခင်ယေရှုခရစ်တော်ရှိရင်ဥပုံနေ့လည်းပျောက်သွားတာမရှိဘူးเนาะဒါကြောင့်ဖျားသည်တည်မြဲသလိုဖျားရဲ့ဥပုံနေ့လည်းပဲ တည်မြဲတယ်ခိုင်ခန့်တယ်မြဲမြံတယ်ဆိုတာကိုဒီနေ့ကနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်လေ့လာခဲ့တဲ့အခါမှာတရက်ပြီးတရက်လေ့လာခဲ့ကြတယ်နော်တရက်ပြီးတရက်လေ့လာခဲ့ကြတဲ့အခါမှာဒီနေ့ဒီနှုတ်ကပတ်တော်တရားဟာတင်တို့အတွက်တခါတရံမှာကြားရတဲ့အခါမှာလို့ရှိရင်တော့စိတ်ထဲမှာလို့ရှိရင်မချိမငန့်ခံစားရတဲ့အချက်တွေလည်းပါလိမ့်မယ်ကျွန်တော်ကလည်းပဲဝိညာဉ်သဘောနဲ့ချစ်တဲ့မိတ်ဆွေတို့ကိုတိုက်တွန်းနေတာဖြစ်တယ်။ဒါဒီနေ့ဘယ်တရားဟောဆရာမှတမန်ကျမ်းသာပညတ်တော်နဲ့ပတ်သက်ပြီးတော့ဘုရားရဲ့အလိုတော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကလို့ရှိရင် ်ချပြပြီးတော့မှန်ကန်တဲ့လမ်းစဉ်တိုင်းဟောဖို့ရန်အတွက်လူတွေကဆိုရှင်အားနေနေကြတယ်เนาะအားနေနေတဲ့ချိန်မှာဆိုရှင်ကျွန်တော်အနေနဲ့ချစ်တဲ့မိတ်ဆွေတို့ကိုအလင်းမီကျွန်တော်တင်တို့ရအသက်တာကဘုရားသားသမီးဖြစ်ကြောင်းဘုရားရဲ့အလိုတော်တိုင်းအသက်တာကိုရှင်သန်မှဘုရားသားသမီးဖြစ်မှာလေဘုရားရဲ့အလိုတော်တိုင်းအသက်ရှင်ပြီးတော့ဘုရားရဲ့ဘုန်းတော်ကိုဆက်လက်ပြီးတော့ထင်ရှားနိုင်ဖို့ရန်အတွက်ဒီယနေ့ကျွန်တော်အားလုံးကဆိုရှင်အလင်းမီကျွန်တော်ရဘွားသက်တာမှာမှန်ကန်တဲ့ဘက်မှာရပ်တည်ပြီးတော့ မှန်ကန်တဲ့တရားကိုဟောဖို့တွင်တင်ဖို့ရန်အတွက်ဘုရားကသင်တို့ကိုပြန်အသုံးပြုมาဖြစ်တယ်အဲ့တော့ဒီနေ့ဘုရားရဲ့အသုံးတော်ခံသင်တို့အနေနဲ့ဘုရားသခင်ရဲ့မှန်ကန်တဲ့ဥပုံတွေကိုကျွန်တော်ကသိရှိနားတဲ့သဘောပေါက်ပြီးတော့မှန်ကန်တဲ့အသင်းတော်ထဲမှာရှိတဲ့အခါမှာကျွန်တော်အားလုံးတို့ဒီဘုရားသခင်ရဲ့ကောင်းမြတ်ဆုံးနေတော်မူသောသားသမီးတွေဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်ကတကယ်သိရှိသွားဖို့ဖြစ်တယ်။ဒါကြောင့်ဒီနေ့ခရစ်တော်ယေရှု မိမ့်မာခဲ့တဲ့အတိုင်းပဲဘုရားသခင်ကတို့ရှင်တော့ သင်တို့ဒီငါပညာတို့ကိုစောင့်ရှောက်လျက်ငါပိတ္တ၌တည်နေကြလိမ့်မယ်လို့မနေ့ကပြောခဲ့တဲ့ယေရှုခရစ်တော်ရဲ့နှုတ်ထွက်စကားတန်ဟာယနေ့ကျွန်တော်တို့အတွက်အလုံးမပင်ကောင်းမြတ်ဆုံးနေတဲ့စကားဖြစ်တယ်ဆိုတာကိုသဘောပေါက်ပြီးတော့ကျွန်တော်ကလိုက်ရှောက်ဖို့ကြအတွက်အလုံးမပင်ရည်ကြည်တယ်။ဒါဒီနေ့ဒီဥပုံနေ့လို့ပြောတဲ့ခါမှာတော့ဥပုံနေ့ကလို့ရှိရင်တော့ဒါတော့ဘာကြောင့်ပြောနေရတာလဲဆိုတော့ဒီနေ့လူတွေစောင့်နေတဲ့ဥပုံနေ့တွေကအများကြီးရှိတာပေါ့နော်။ဥပုံနေ့တွေအများကြီးရှိတယ်။လူတွေကဆိုရှင်ကိုနေတူးနေမြတ်တွေစသည်အားဖြင့် လာနဲ့ဆိုင်ပြီးတော့လာပြေလာကွယ်စသည်အဖြစ်ဒါမျိုးမကပဲနဲ့အခြားသောနေ့တနေ့ဥပုံနေ့တွေလူတွေကအမျိုးမျိုးတတ်မှတ်ပြီးတော့ဥပုံနေ့စောင့်နေကြတာပေါ့နော်လူတွေတတ်မှတ်တဲ့ဥပုံနေ့တွေကဆိုရှင်တော့ဒါကဒီနေ့ဖရားရဲ့အလိုတော်နဲ့ညီသလား၊ကြိုက်သလားဖရားသခင်ရဲ့နော်ဖန်ဆင်းခဲ့တဲ့ဖန်ဆင်းခြင်းရတနာဘတ်ထဲမှာဖရားတတ်မှတ်ခဲ့တဲ့နေ့ရောဟုတ်လားမဟုတ်ဘူးလားဥပုံနေ့ကိုအစိုးရသော သခင်ကဖရားပဲဖြစ်တာဘို့နော်ဥပုံနေ့ကို စတင်ပြီးတော့ဖန်ဆင်းခဲ့တော့ဖန်ဆင်းခဲ့တယ်တတ်မှတ်ပေးခဲ့တာဖျားပဲလေနော်ဂျန်တဲ့အရာတွေအားလုံးကဂျန်တဲ့နေ့တွေဂျန်တဲ့သူတွေအားလုံးကလောကမှာရှိတဲ့လူသားတွေပုရုသင်လူသားတွေကတော့ဒါဥပုံနေဆိုပြီးတော့ဒါဖခင်ကတတ်မှတ်ပေးခဲ့တဲ့အတွက်ကြောင့်ယနေ့ကြားတာဖြစ်တယ်ယနေ့ဥပုံစောင့်ကြားတာဖြစ်တယ်เนาะဒါကြောင့်ဥပုံတီလာဆိုတာဒီနေ့ကျွန်တော်တို့အတွက်ဖခင်သခင်က ကိုယ်တိုင်စောင့်ပြီးတော့ကိုယ်တိုင်အနားယူပြီးတော့ကိုယ်တိုင်ကောင်းချီးပေးတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ဒါတတ္တမနေ့ကဆိုရှင်ဖခင်သခင်ရဲ့ဥပုံနေ့ဖြစ်တယ်ဆိုတာကို ဘုရားကဆိုရှင်မိမ့်မာခဲ့တာဖြစ်တယ်ငါရဲ့နေဖြစ်တယ်ငါရဲ့ကောင်းချီးပေးတဲ့နေ့လည်းဖြစ်တယ်ဆိုတာကိုဘုရားက လူနဲ့ကျွန်တော်တို့လူနဲ့သူ့ရဲ့စက်ချားမှာဆိုရှင်လက္ခဏာတက်တည်နေနဲ့ဖြစ်တည်ဖို့ရအတွက်ဘုရားကထားခဲ့တဲ့နေ့ဖြစ်တယ်ဒါဒီနေ့ဒီဥပုံနေ့လို့ပြောတဲ့ခါမှာဒီဥပုံနေ့ကဘယ်ထိတိုင်အောင်ကျွန်တော်စောင့်ကြရမလဲเนาะစောင့်ကြရမလဲဒါကြောင့်ခရစ်တော်ကားတိုင်းတင်ပြီးတော့အသက်လိုက်တာနဲ့ပဲအသေးခံလိုက်တာနဲ့ပဲဥပုံနေ့စောင့်ကြရမလို့တော့ဘူး အချားနေလဲစောင်းလို့ရပါတယ်အချားနေလဲကိုးကွယ်လို့ရပါတယ်နော်ဘယ်နေ့ပဲဖြစ်ဖြစ်နော်ဖရားဖန်ဆင်းတဲ့နေ့တွေအကုန်ကောင်းပါတယ်နော်ဒီနေ့ကျွန်တော်ကိုယ်တိုင်ကကိုယ်ယူဆနဲ့ကိုယ်မနှောနဲ့ကိုယ်အတွင်းနဲ့သွားနေကြတဲ့ခါမှာဒါငါပါလေကောက်လိန်တဲ့ဘက်ကိုရောက်နေပြီမှားတဲ့ဘက်ကိုရောက်နေပြီမှန်ကန်တဲ့ဘက်ကိုရောက်ဖို့ရန်အတွက်ကနှုတ်ကပတ်တော်ကရဲ့ဖော်ပြချက်ကဘာလို့ဖော်ပြတယ်လဲဥပုံနေ့ကဆိုရှင်ပြက်ပြက်သွားတာမရှိဘူးနော်မိတ်ဆွေပေါင်းတို့ဒါဒီနေ့နှုတ်ကပတ်တော်တမန်ချမ်းသာတဲ့မှာဥပုံနေ့ကကဘာတစ်တိုင်အောင်ဆောက်ရမယ်တဲ့နော်ကဘာတစ်တိုင်အောင်ဆောက်ရမှာ ဒီနေ့ကဘာဟောင်းနေပြီကဘာကြီးဟောင်းနေပြီမကြမီပြက်စီးတော့မယ်မကြမီကဘာကြီးရသို့ရှင်ဘုရားသခင်ကစေကြောတော့မှာဖြစ်တယ်။နောက်ဒါကြောင့်ဒီကဘာကြီးဟောင်းနှံဆုပ်ပြတ်တဲ့ကဘာကြီးပေါ်မှာလည်းပဲဥပုပ်ဆောင်းရတယ်လို့ဟောကဘာအစ်တိုင်အောင်လည်းပဲဥပုပ်ကဆက်ပြီးတော့ဆောင်းရမယ်တဲ့နော်။ပျောက်သွားတာမဟုတ်ဘူးနော်။ဒါကဘုရားရဲ့ဥပုပ်နေဖြစ်တယ်လေ။လူရဲ့ဥပုပ်နေကတော့ပျောက်သွားမှာနော်။ကဘာအစ်မှာလူရဲ့ဥပုပ်နေဆိုတော့မရှိတော့ဘူး။နော်လူတွေဆောင်းနေတဲ့ဥပုပ်နေတဲ့အခြားသောတတ္တမနေမဟုတ်တဲ့အခြားသောနေ့တွေ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 မှာဆောင်းနေတဲ့ဥပုပ်နေတွေအားလုံးက လုံးဝပျောက်သွားမှာ၊ကွယ်သွားမှာနော်၊ကွယ်သွားမှာ။ဒါလူတွေရဲ့လူတွေရဲ့ထင်မြင်ယူဆချက်နဲ့အာလိုက်ပြီးတော့ကိုယ်ကွယ်နေတဲ့နေ့တွေဖြစ်တယ်။အဲ့ဒါကတော့လုံးဝပျောက်သွားမှာဖြစ်တယ်။ဒါပေမဲ့ဖရာရဲ့ဥပုံနေ့ကတော့ဘယ်တော့မှမပျောက်ဘူး။နော်ဒီမှာကြည့်တဲ့ခါမှာအာကျွန်တော်ပြောတာမဟုတ်ဘူးနော်။နှုတ်ကပတ်တော်ကပြောမှာဖြစ်တယ်။တမန်ကျမ်းစာထဲမှာဟေရှာနဂရကြီးခန်း66ပိုင်းငယ်20နှစ်23ကိုကြည့်တဲ့ခါမှာ ငါဖန်ဆင်းတော်ကောင်းငင်တင်းနဲ့မြေကြီးတစ်တည်ငါရှင်း၌တည်တကဲ့သို့ငါဤအမျိုးအနွယ်နဲ့တင်းတို့နာမလည်းတည်ရလိမ့်မည်ဟုထာဝရဖျားမိန်တော်မူ၏လူသရဝါအပေါင်းတို့သည်ငါရှင်းမှာကိုးကွယ်ခြင်းကလာဆန်းနေနဲ့ဥပုံနဲ့အစဉ်တိုင်းလာချလိမ့်မူထာဝရဖျားမိန်တော်မူ၏နော်ဒီမှာကြည့်တဲ့အခါမှာဖျားသခင်ဖန်ဆင်းတဲ့ကောင်းငင်တင်းနဲ့မြေကြီးတစ်မှာလည်းပဲငါရှင်း၌တည်တကဲ့သို့တဲ့နော်လူမျိုးနွယ်ခတ်သိန်းတွေကလည်းပဲဖျားသခင်ရဲ့နာမတော်၌ တည်နေကြမယ်ဘုရားသခင်နာမတော်၌တည်နေတဲ့သားသမီးတွေကလည်းပဲဘုရားသခင်ကိုပဲလေလူတော်ဝါအပေါင်းတို့သည်ငါရှိမှကိုးကွယ်ဖို့ရန်အတွက်ဘုရားသခင်ပဲလေဥပုံနှင့်အစဉ်တိုင်းလာကြနိုင်မယ်ဆိုပြီးတော့ဘုရားမိန့်မှာထားတယ်ဒါဆိုရင်ချစ်တဲ့မိစေပေါင်းတို့ဘုရားရဲ့ဥပုံနှင့်ကပျောက်သွားသလားပြည့်ပြည့်သွားသလားမပြည့်ပြည့်ဘူးနော်ခရစ်တော်ကလည်းပဲပညာတိချံနာဂတိချံနော်ပြည့်စုံဖို့ရန်အတွက်ခရစ်တော်ကလာတာဖြစ်တယ်တဲ့ဖြတ်ပယ်ဖို့လာတာမဟုတ်ဘူးတဲ့ ပို့ပြီးတော့ပြည့်စုံဖို့လာတာဖြစ်တယ်လို့ပြောခဲ့တာဖြစ်တယ်။သူချမှတ်ခဲ့တဲ့စီမင်းဥပဒေတွေကိုပြတ်ပယ်သွားဖြတ်ပြဲဖို့မရအတွက်မဟုတ်ဘဲနဲ့ပို့ပြီးတော့တည်မြဲဖို့ရန်အတွက်ပြန်တတိပေးဖို့ပြန်လမ်းညွှန်ဖို့ရန်အတွက်ငါလာတာဖြစ်တယ်နော်။ဒါမှမဟုတ်လည်းတမာကျမ်းသာမှလို့ရှင်တယ်။မြေကြီးတက်မှာရောကျွန်တော်ကဥပုံနေကရှီအောင်မလားလို့မေးတဲ့ခါမှာဒီမှာနှုတ်ကပတ်တော်ပါပဲ။ဥပုံနေအစင်တိုင်းလာကြပြီးတော့ဖះကိုဝိပုကြမယ်ကိုးကွယ်ကြမယ်ဆိုပြီးတော့ဒါမြေကြီးတက်မှာလည်းပဲ ကျွန်တော်ကဖျားကိုဆက်လက်ပြီးတော့ကိုးကွယ်ကြမယ်ဆိုပြီးတော့ဥပုံနေမှာတို့ရှင်စောင့်ထင်းကြမယ်ဆိုတာကိုဟေရှာယအခန်း66ပိုင်ငယ်22 23ပါဆက်လက်ပြီးတော့ဖော်ပြထားတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်မိမိကိုချစ်ခင်သူများကိုသခင်ယေရှုကဘယ်လိုမိန့်မာခဲ့တယ်နော်ဖျားသခင်ကသူချစ်တဲ့သူ့ရဲ့သားသမီးတွေကိုဘယ်လိုမိန့်မာခဲ့တယ်ရိုးရိုးရှင်းရှင်းလေးပဲနော်နော်ခရစ်တော်ကတို့ရှင်ကျွန်တော်တို့ကိုချစ်တယ်အကျွမ်းမဲ့နယ်ကိုချစ်တာနော် အဲဒီတော့ကြောင့်သူ့ဟာဆိုရှင်ကောင်းကင်ယာသပရင်ကိုဆွတ်လို့ပြီးတော့ကျွန်တော်တို့လူသားတွေအတွက်လောကမှာဆိုရှင် လာရောက်ပြီးတော့အသိခံခဲ့တာဖြစ်တယ်နော်ကာရင်မောင်မသူဆွတ်လွတ်ခဲ့တာဖြစ်တယ်သူမေတ္တာတွေရဲ့အခြေကြီးကိုပေးခဲ့တာဖြစ်တယ်ဒါကြောင့်ခရစ်တော်ကဆိုရှင်လူသားတွေပေါ်မှာချစ်တဲ့ခါမှာဆိုရှင်မိမိကိုချစ်တဲ့နော်ခရစ်တော်ကိုပြန်ချစ်တဲ့သားသမီးတွေကိုခရစ်တော်ကဘလို့မိတ်မာခဲ့တယ်နော်လူသားတွေကသူ့ကိုချစ်ပါတယ်ချစ်ပါတယ်ဆိုရင်ခရစ်တော်ကမင်းတို့ငါ့ကိုချစ်လားတဲ့ ငါ့ကိုချစ်ရင်မင်းတို့ဘာလုပ်ရမလဲဒါကြောင့်ငါ့ကိုချစ်တယ်ပြောပြီးတော့ငါစကားကိုနားမထောင်ရောမင်းတို့ကဆိုရှင်ငါ့ကိုချစ်ရရောက်မလားယေရှုကတင့်ကိုပြန်မေးနေတာငါ့ကိုလည်းကျွန်တော်ကိုလည်းပြန်မေးနေတာဖြစ်တယ်ဒါကြောင့်ယေရှုမေးတဲ့မေးကိုကျွန်တော်ဘယ်လိုပြန်ဖြေကြမလဲချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့သခင်ယေရှုကကျွန်တော်တို့ကိုမေးနေတယ်မင်းတို့ငါ့ကိုချစ်သလားလို့မေးတာဖြစ်တယ်ဒီနေ့ချစ်တဲ့မိတ်ဆွေတင်ဘယ်လိုပြန်ဖြေမလဲနော်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဘယ်လိုပြန်ဖြေကြမလဲကိုတော့ကိုကျွန်တော်ချစ်ပါတယ်လို့ ပြန်ဖြစ်မလားရှင်ပေတို့လိုပဲเนาะကိုတော့ကိုကျွန်တော်ချစ်တယ်ကိုတော့ကိုနှစ်သက်တယ်လို့ကျွန်တော်ကိုယ်တိုင်ကပြန်ဖြစ်မလားเนาะချစ်တဲ့မိစေပေါင်းတော့ကိုတော့ကိုချစ်ပါတယ်ကိုတော့ကိုကိုးကွယ်တယ်ကိုတော့ကိုတကယ်ရှုပ်ချစ်တယ်ကိုတော့ကိုကျွန်တော်တို့တကယ်လက်ခံတယ်ကိုတော့ကိုကျွန်တော်မျက်မှောက်ပြုတ်ပါတယ်ကိုတော့ကိုစိတ်နှလုံးချင်းမဲ့နဲ့ကိုတော့ကိုအားကိုးပါတယ်ချစ်ပါတယ်ကျွန်တော်ပြန်ပြောကြမယ်เนาะပြန်ပြောကြမယ်ဆိုဘာလို့ရမလဲယေရှုပါမှာလဲရှောခရစ်ပဲ အခန်းကြီး၁၄ပိုင်း၅မှာငါကိုချစ်လျက်ငါပညာကိုစောက်ရှောက်ကြလောနော်ငါကိုချစ်လျက်ငါပညာတို့ကိုစောက်ရှောက်ကြလောတဲ့ဒါဆိုချစ်တဲ့မိတ်ဆွေသင်တွန့်သွားပြီလားကိုတော့ကိုချစ်တယ်လို့ပြောဖို့ရတယ်တွန့်သွားပြီလားနော်ကိုတော့ကိုချစ်တယ်လို့ပြောဖို့ရတယ်တင်းနေနေမလဲဆိုတော့ဟိုကြောက်ရွံ့မှုတွေဖြစ်သွားသလားတပတ်ချစ်တယ်လို့ဆိုလို့ရှိရင်ဘာလို့ရမလဲဖယားသခင်ယေရှုခရစ်တော်ကသူ့ကိုချစ်တဲ့သူတွေကသူ့စကားကိုနားထောင်ဖို့သူ့ရဲ့အလိုတော်ကိုလိုက်ရှောက်ဖို့ရတဲ့မိမခဲ့တာဖြစ်တယ် နော်ငါ့ကိုချစ်တယ်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 လို့ပြောပြီးတော့မင်းတို့ငါ့စကားကိုနားမထောင်ရင်ငါ့ကိုချစ်ရရောက်မလားယေရှုပြန်မေးမှာပေါ့ဟုတ်တယ်မလားလူစကားနဲ့ပြန်ပြောရမယ်ဆိုရင်ဒါယေရှုခရစ်တော်ကပါလဲဆိုတော့မင်းတို့ငါ့ကိုချစ်တယ်ငါ့ကိုချုပ်ကြည့်တယ်ငါ့ကိုကိုးစားတယ်ငါ့ကိုမျက်မှောက်ပြုပြီးတော့အသက်ရှင်ကြတယ်ဆိုရင်ဘာလို့မှမလဲငါ့ကိုချစ်လေငါပညာတို့ကိုစောက်ရှောက်ကြလောတဲ့ယေရှုတင့်ကို မိမ့်မာတာဖြစ်တယ်နော်ယေရှုရဲ့မိမ့်မာတဲ့စကားတော်ဟာကျွန်တော်အားလုံးအတွက်အလုံးမပင်အတိတ်ပဲရှိတယ်နော် သူ့ကိုချစ်တဲ့သူမှသူလာကဲတင်မှာဖြစ်တယ်။သူ့ကိုချစ်တဲ့သူမှသူ့ရဲ့ကောင်းငင်နိုင်ငံတော်မှာဝင်စားခွင့်ပေးမှာဖြစ်တယ်။သူ့ကိုချစ်တဲ့သူမှကဘာတင်မှာဆိုရှင်ဆက်လက်ပြီးတော့နေထိုင်ခွင့်ပေးမှာဖြစ်တယ်။ဒါသူ့ကိုချစ်တဲ့သူမှသူလာရောက်ပြီးတော့ကဲတင်ခြင်းစုကျေးစုနဲ့လာရောက်ပြီးတော့ခေါ်ဆောင်နိုင်မှာဖြစ်တယ်။သူ့ကိုမချစ်တဲ့သူတော့သူချန်ထားခဲ့ရမှာပေါ့။မကောင်းသူပဲကောင်းသူကယ်လေချစ်တဲ့မိစေပေါင်းတို့ဒါကြောင့်မကောင်းသူပဲကောင်းသူကယ်လို့ပြောတဲ့အခါမှာတင်ရတော့ရှင်ဖရားရဲ့တာသမီတကယ်စစ်မှန်ပြီးတော့ဖရားကိုချစ်တဲ့သူဖြစ်ဖို့ဖြစ်မယ်ဆိုရင် ယေရှုမိမာချက်ကိုဘယ်တော့မှမမေ့နဲ့ငါ့ကိုချစ်လားလို့မေးတဲ့ခါမှာကိုတော့ကိုကျွန်တော်ချစ်ပါတယ်ဆိုရင်ငါ့ကိုချစ်ရင်ငါပြညတ်တို့ကိုစောက်ရှောက်ကြလောလို့ယေရှုရဲ့မိမာချက်စကားကိုဒီနေ့ကြားပြီးတော့ကိုတော်ဖရားရဲ့တာသမီကိုတော်ရဲ့ကိုချစ်တဲ့တာသမီများဖြစ်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်ကိုယ်တိုင်ကတန်ဋိဌံချပြီးတော့ဖရားကိုချစ်ချောင်းတည့်တည့်ပြဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်ချစ်တဲ့မိစေပေါင်းတို့ဒါကြောင့်အနှစ်ချုပ်နေနဲ့ပြန်ပြောရမယ်ဆိုရင် သခင်ယေရှုဟာခမဲတော်ရဲ့စကားကိုနားထောင်တော်မူခဲ့ကြောင်းကိုပညာတော်တွေကိုစောင့်ရှောက်ခြင်းဖြင့်သူကပြသခဲ့တယ်။ကျွန်တော်တို့တွေလည်းပဲသခင်ယေရှုခရစ်တော်ကိုချစ်ချောင်းပညာတော်တွေကိုစောင့်ရှောက်ခြင်းဖြင့်ပြသရမှာဖြစ်ပါတယ်မိတ်ဆွေပေါင်းတို့။ခရစ်တော်ကခမဲတော်ကိုချစ်ချောင်းစကားကိုနားထောင်ကြောင်းပညာတော်ကိုစောင့်ရှောက်တဲ့ကဲ့သို့ဒီနေ့ကျွန်တော်ကလည်းပဲဖခင်ယေရှုခရစ်တော်ကိုတကယ်ချစ်ချောင်းပညာတော်ကိုစောင့်ရှောက်ခြင်းဖြင့်တည်တည်ပြကြရမှာဖြစ်တယ်။ သခင်ယေရှုခရစ်တော်ဟာပညာတော်တွေကိုပယ်ဖျက်ဖို့ရန်အတွက်လာတာမဟုတ်ဘူးအကျိုးမရှိအောင်လှုပ်ဖို့ရန်အတွက်လည်းလာတာမဟုတ်ဘူးချစ်တဲ့မိတ်ဆွေပေါင်းတို့သခင်ယေရှုခရစ်တော် လာရခြင်းဟာဆိုရှင်ပညာတော်တွေကိုဂုံပြုတ်ခြင်းဖြင့်ကြီးကျယ်စေခဲ့တဲ့အသက်တာမျိုးနဲ့လာခဲ့တာဖြစ်တယ်နော်ဒါကသခင်ယေရှုဟာပညာတော်ကိုဂုံပြုတ်ခြင်းဖြင့်ကြီးကျယ်စေခဲ့ပါတယ်သခင်ယေရှုခရစ်တော်ဟာဆိုရှင်နားထောင်လိုက်ရှောက်ခဲ့တယ်လို့ကျွန်တော်တို့လည်းပဲဒီနေ့ နာထောင်လိုက်လျှောက်ကြမယ်ဆိုရင်ဖရာသားသမီးတကယ်ပိတာချောင်းကို ကောင်းခင်ဘဝဝယ်မှာကျွန်တော်ကတို့ရှင်အတိမပြုခြင်းခံရမှာဖြစ်တယ်လူရှိဖရာရှိမှာလည်းပဲကျွန်တော်ကအတိမပြုခြင်းခံရမှာဖြစ်တယ်အဲဒီတော့ဒီနေ့ချစ်တဲ့မိစေပေါင်းတို့တင်တို့ကိုဖရာပိုင်နေဖရာဆိုင်နေဖရာပိုင်နေတင်ဖရာဆိုင်နေတင့်ရဲ့ဘဝတက်တာကို ဖရားရဲ့လက်တော်ဝယ်မှာတကယ်ဆက်ကအနံ့ပြီးတော့ဖရားသားသမီးကိုရဲ့သားသမီးတကယ်ဖြစ်တယ်ကိုချင်းကိုတကယ်ချစ်တယ်ဆိုရင်ခရစ်တော်ရဲ့မိမချက်ကိုဘယ်တော့မှမမေ့နဲ့ငါကိုချစ်ရင်ငါပညာကိုစောင့်ရှောက်ပါเนาะဒီကိုတော်ဖာဖရားသခင်ရဲ့ပညာအแทမှာရှိတဲ့ဥပုံတွေကဘယ်တော့မှမပြတ်ပြတ်သွားဘူးဟေရှာခိုင်66ပိုင်းငယ်20နဲ့23ကိုတေချာပြန်ဖတ်ပါ။ငါဖန်ဆင်းတော်ကောင်းခင်တဲ့နေကြီးတည်သည် ငါရှင်းလိုက်ဒီတကယ်တော့တင်တို့ရမျိုးနွယ်နဲ့တင်တို့နာမတည်လဲတည်ရလိမ့်မည်ဟုထာဝရဖျားမိန်တော်မူ၏လူတော်ဝါအပေါင်းတို့သည်ငါရှင်းမှာကိုးကွယ်ခြင်းကလာစန်းနေနဲ့အိုးဘုံနေအစဉ်တိုင်းလာကြလိမ့်မည်ဟုထာဝရဖျားမိန်တော်မူ၏ဒီနေ့ခရစ်တော်နဲ့အိုးဘုံနေဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်လေ့လာခဲ့တဲ့အခါမှာခရစ်တော်နဲ့အိုးဘုံနေကခွဲလို့မရဘူးခရစ်တော်ကိုယ်တိုင်ကလည်းပဲဖျက်ပယ်ခဲ့တာမဟုတ်ဘူး ခရစ်တော်ကိုယ်တိုင်ကလည်းပဲဥပုံနေရဲ့အရှင်ဖြစ်တယ်။ဥပုံနေကိုကိုယ်တိုင်စောက်ရှောက်ခဲ့တဲ့ဖရာလည်းဖြစ်ပါတယ်။အဲ့တော့ဒီဖရာသခင်ချမှတ်ခဲ့တော့ဒီဖရာသခင်ဖန်တီးခဲ့တော့ဒီဥပုံနေကိုကျွန်တော်အားလုံးကသစ္စာရှိစွာစောင့်ထိန်ခြင်းအပြင်ယနေ့ဖရာသားသမီးဖြစ်ကြောင်းကိုယနေ့ကျွန်တော်ကိုယ်တိုင်ကတက်တည် ပြုတ်နိုင်ကြတဲ့သူတွေဖရာသားသမီးစစ်မှန်အကြောင်းကိုကိုယ်တိုင်ကိုယ်ကြကဝန်ခံနိုင်တဲ့ ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ဖို့ရန်အတွက်ဒီနေ့ဒီနှုတ်ကပတ်တော်အားဖြင့်ခြေတံမိတ်တို့ကိုတုံတင်လိုက်တာဖြစ်ပါတယ်ချစ်တော်မိတ်ဆွေများအားလုံးဘုရားသခင်ရဲ့သားသမီးစစ်မှန်ပြီးတော့ဘုရားပေးမဲ့ကယ်တင်ရှင်စုကျေစုရောက်တိုင်းခံစားရပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါတယ်အားလုံးပေါ်ဘုရားကောင်းချီးချပေးပါစေ